အားလုံးပဲမင်္ဂလာပါဒီတခါမှာတော့ဒါမယူဆပြတာတော်တော်လေးကြာနေပြီဖြစ်တဲ့တကွင်ကျော်အနေထားနဲ့ဒါဒီဟာမှာဖြစ်နိုင်ခြေလေးတစ်ခုမြင်ထားလို့သူကဇက်ကွက်မှုဖြစ်နိုင်ခြေလေးအဲ့ဒီဇက်ကွက်မှုဖြစ်နိုင်ခြေလေးကိုဖြစ်နိုင်ခြေလေးတဲ့ကဒီကဏ္ဍဇက်ကွက်ထဲရနေပြီးတော့မှဖြစ်နိုင်ခြေဒါသုံးချက်ရိုက်ပုံစံမျိုးနဲ့ယူဆလို့ရတဲ့သုံးကွက်ကောင်းကျွန်တော်ယူဆပြမယ်ဆိုတော့ပထမဆုံးဒါဇက်ကွက်မှုဖြစ်နိုင်ခြေလေး သူကဒီ၃လုံးပေါင်းခြင်းဒီ၃ဒီ၅လုံးပေါင်းခြင်း၃လုံးပေါင်းခြင်း၅လုံးပေါင်းခြင်းတန်ဖို့အတူတူဖြစ်တယ်ဒီလို၃လုံးပေါင်းခြင်းလဲ၃ည၅လုံးပေါင်းခြင်းလဲ၃ညဒါဒုတိယတစ်ချိန်မှာလဲအတူတူပဲ၃လုံးပေါင်း၃ည၅လုံးပေါင်း၃ညသုံးထိပ်ခုံပိတ်တကယ်နဲ့ဖြစ်တာအဲ့လိုဒုတိယချိန်မှာလဲဒီ၃လုံးပေါင်းခြင်း၉ ဒီလိုနှလုံးပေါင်းခြင်းကိုကိုထိတ်တော့နှလုံးပေါင်းခြင်းကိုဆိုလို့ရှိရင်ဒါနှစ်ထိတ်နှလုံးပေါင်းခြင်းကိုဆိုရင်တစ်ပိတ်နှစ်ထိတ်တစ်ပိတ်ဒီလိုတစ်ပြိုင်တည်းဖြစ်သွားတယ်ဆိုတော့နှစ်ချိန်ဖြစ်တာလေသုံးချိန်သူဆက်ဖြစ်ခြင်းဖြစ်မှာတကယ်လို့ဖြစ်မယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းတန်ဖို့လည်းဒီလိုနှလုံးပေါင်းခြင်းတန်ဖို့အတူတူဖြစ်မယ်ဆိုတော့သုံးညသုံးညထိတ်ကို သုံးညထိပ်ဖြစ်ခဲ့မယ်ဆိုရင်သုံးလုံးပေါင်းခြင်းသုံးညဆိုတော့ဒီမှာနှလုံးပေါင်းခြင်းသုံးညဖြစ်အောင်နှစ်ပိတ်ကိုထက်သုံးညနှစ်ဆိုလို့ရှိရင်ဒါသုံးညနှစ်ဆိုရင်ရမှာတစ်လုံးဟာတယ်ဆိုတော့တစ်ဆို3နှစ်ဆို4 3ဆို5ဒါပြောသွားမယ်အဲ့ဒီလိုကဏ္ဍဆက်ွက်ရှိမယ်အခုပထမဆုံးအဲ့ဒီဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍဆက်ွက်ကိုအရင်ရေးချလိုက်မယ် ဆိုတော့ဒီအမြင်ဒီမြင်ထားထင်ထားတဲ့အတိုင်းဆက်ကွက်မှုဖြစ်နိုင်ခြင်းလေသုံးချိန်ကွက်တိဆက်ဖြစ်သွားအောင်မှာဆိုရင်ဒီကနန်းဆက်ကွက်ထိုးရင်လုံလောက်ပြီဆိုတော့ကြိတ်တဲ့ထိတ်လာသူကဆက်ဆက်ကွက်မှုကွက်တိဝင်မှာဆိုရင်ထိတ်တလုံးဒူရာနဲ့ပောက်ကွက်ဖြစ်ပြီပေါ့ဒီလိုပုံစံမျိုးဒါအပိတ်တလုံးဒူရာနဲ့ပောက်ကွက်ဖြစ်ပြီဒီလိုအပြန်လာယူဆလို့ရတယ်ဆိုတော့ဒီထက်ကနေပြီးတော့မှကျွန်တော်ကနန်း၃ကွက်၃ချက်ရိုက်ပုံစံနေနဲ့ ကဏ္ဍ၃ခွဲယူဆထားတယ်ဒါလေးကိုကျွန်တော်တစ်ခွက်ချင်းယူဆပြမယ်ဒီဆက်ခွက်မှုဖြစ်နေခြင်းလေးကိုဒါ၃ချက်ရိုက်ပုံစံလေးနဲ့၃ခွက်ယူဆထားတယ်သူကထိပ်ပိတ်ကွက်တိပဲပေါ့ဒါပထမဆုံးပထမဆုံးယူဆမှုတစ်ခုသူ့ကိုဒီလိုလေးယူဆထားဒီ၃လုံးပေါင်းခြင်း၃ညဒီ၃လုံးပေါင်းခြင်း၃ညဟာဒီလို၃လုံး၃ညလို့ဖြစ်တယ်ဒီလို၂လုံး၃ညလို့ဖြစ်တယ် ပြီးတော့ဒီတုံညာတုံးချက်ရိုက်တယ်ပေါ့ဆိုတော့တုံးထိတ်ခွန်ပိတ်ဒီလိုတပြိုင်တည်းဖြစ်သွားတယ်ပထမပထမဆုံးတစ်ချိန်ဒုတိယတစ်ချိန်မှာလည်းဒုတိယတစ်ချိန်မှာလည်းဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဒီလိုသုံးလုံးကိုဒီလိုနှလုံး ို့ဆိုရက်ကဒီကိုကလည်းတုံးချက်ရိုက်သွားတယ်နှစ်ထိပ်တစ်ပိတ်ဒီလိုဖြစ်သွားတယ်ဒီပုံစံလေးတိုက်တာတုံးချက်ဆက်ဖြစ်အောင်မှာဆိုရင်ဒူလန်ကျော်အတိုင်းဆက်ယူမယ်ပေါ့ဒါဆိုရင်ဒီသုံးလုံးပေါင်းခြင်းကကိုလိုဖြစ်ထားလို့ဒီလိုသုံးလုံးကိုလိုဖြစ်ရင်ကိုထိပ်ဒီလိုနှလုံးကိုလိုဖြစ်ရင် တစ်ထိတ်အတစ်ပိတ်ဆိုရက်ကဒီကိုကအပေါ်နှစ်ချင်းတိုင်းမှာသုံးချက်ရိုက်ကိုထိတ်တစ်ပိတ်ဒီလိုတစ်ပြိုင်တည်းဖြစ်ဆိုတော့ဒါဆက်ကွက်ထက်မှာပါတဲ့တကွက်ပေါ့ကိုတစ်ဒီတကွက်ကိုပထမယူဆလိုက်တယ်ဒီတကမှာနောက်ထပ်ဖြစ်နေကြည့်ရှိတဲ့ဆက်ကွက်မှုကိုသုံးချက်ရိုက်မှန်တာတံခွတ်တစ်ခုသူကလည်းအပေါ်နှစ်ချင်းမှာတော့ တို့ညာကိုကွတိဖြစ်ထားတယ်ပေါ့ဆိုတော့ဒီလိုလေးဒီနှလုံးပေါင်းခြင်းတို့ညာအဲ့ဒီတို့ညာဒီလိုသုံးလုံးတို့ညာသုံးထက်ဒီလိုနှလုံးတို့ညာခွန်ပိတ်ဒီနှလုံးပေါင်းခြင်းတို့ညာဒီလိုသုံးလုံးပေါင်းခြင်းတို့ညာနှလုံးပေါင်းခြင်းတို့ညာဆိုပြီးတော့တို့ညာသုံးချက်ရိုက်တယ်တို့ထက်ခွန်ပိတ်ဒီလိုဖြစ်သွားတယ်ဒုတိယသူ့အောက်တပွင့်ကျော်မှာလည်း ဒီနှလုံးပေါင်းခြင်းကိုအဲ့ဒီကိုဟာဒီလိုသုံးလုံးပေါင်းခြင်းကိုနှစ်ထက်ဒီလိုနှလုံးပေါင်းခြင်းကိုတစ်ပိတ်ဖြစ်တယ်ဆိုတော့ဒီကိုဟာလည်းသုံးချက်ရိုက်တယ်နှစ်ထက်တစ်ပိတ်တစ်ပိုင်းနဲ့ဖြစ်သွားတယ်ဆိုတော့ဒီပုံစံလေးအတိုင်းသုံးချက်ဆက်ဖြစ်မယ်ဆိုရင်သူကဒီပင်ကြောင့်မှာဒီနှလုံးပေါင်းခြင်းဟာခွန်လို့ဖြစ်တာလို့ဒီခွန်ကလည်းအပေါ်နှစ်ချက်အတိုင်းဒီလိုသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်မယ် ဟုတ်တယ်ဒီလိုနှလုံးပေါင်းခြင်းခေါ်လို့ဖြစ်မယ်ဆိုရင်ကိုပိတ်ဒီခေါ်ဟာဝန်ကြိမ်တိုင်းသုံးချက်ရိုက်ပြီးတော့ခေါ်ထိတ်ကိုပိတ်တကယ်နဲ့ဖြစ်တော့မယ်ဆိုရင်သူလဲဒါဆက်ကွက်မှုကသုံးချက်ရိုက်နေဒုတိယဖြစ်နေခြင်းရှိတယ်တကွက်ယူဆမှုသူတော့ကိုတေခုံကိုနှစ်ကွက်ပြီးတော့နောက်ထပ်တကွက်ကျန်သေးတယ်ဆိုတော့တကယ်နဲ့ ထိတ်ပိတ်ထိတ်ပိတ်ဒီလိုသုံးချက်ရိုက်နေတဲ့ဒိုင်နဲ့ဖြစ်နေကြီးဒီစက်ကွက်မှုထဲမှာနှစ်ကွက်ကိုဒါသုံးချက်ရိုက်နေနဲ့ယူပြီးပေါ့ဒီကရာတတိယမြောက်တစ်ကွက်ဆိုတော့သုံးကွက်ယူဆထားတယ်ဒါနောက်ဆုံးဖြစ်နေကြီးယူဆထားမှုပေါ့သူကတော့ဒီလိုယူဆလိုက်တယ်ဒီသုံးလုံးပေါင်းချင်း၃ရက်ဒီသုံးလုံးပေါင်း၃ရက်ဟာဒီလိုသုံးလုံး၃ရက်ဖြစ်တယ်ဒီလိုနှလုံးပေါင်း၃ရက်ဖြစ်တယ်ဒီ၃ရက်ကလည်းသုံးချက်ရိုက်တယ်သုံးထိတ်ခွန်ပိတ်တပြိုင်နက်ဖြစ်တယ် အဲ့လိုပဲသူ့အတူမင်းကျော်ဒုတိယအကြိမ်မှာလည်းဒီတောင်းလုံးပေါင်းကြီးက9အဲ့ဒီ9ပါဒီလိုတောင်းလုံး9လို့ဖြစ်တယ်နှစ်ချိန်ဒီလိုနှလုံး9လို့ဖြစ်တယ်တစ်ပိတ်ဒီ9ကလည်းသုံးချက်ရိုက်တယ်နှစ်ချိန်တစ်ပိတ်ဖြစ်သွားတယ်ဆိုတော့ဒီပုံစံတန်းလေးသူဆက်ဖြစ်မယ်ဆိုရင်ဒီတောင်းလုံးပေါင်းကြီးက8လို့ဖြစ်ထားတယ်ဆိုတော့စီနီယာလေးတညအပေါ်ကနေဒီလိုဒါ10 9 8ဒီလိုပေါ့ စီနီယာချင်းလေးတွားနေတယ်။ဆိုတော့ဒီရှိကလည်းဒီလိုတော်တော်ပေါင်းချင်းရှိဖြစ်မယ်ဆိုရင်ရှစ်ထိတ်တလုံးဒီလိုနှလုံးပေါင်းချင်းရှိလို့ဖြစ်မယ်ဆိုရင်တောင်ရပိတ်တလုံးဒီရှိကလည်းအပေါ်နှစ်ချိန်အတိုင်းသုံးချက်ရိုက်သွားကြမယ်ဆိုရင်ရှစ်ထိတ်တောင်ရပိတ်ဆိုတော့ဒီရှစ်တောင်ရခေါကိုရှစ်တောင်ရကိုတစ်ဒီကနတ်သုံးခွက်ကိုဆက်ခွက်မူတဲ့မှာဒါဒါသူ့မူလား အမြင်ထင်လေးတိုင်းဆိုရင်ဒါဆက်ကွက်ထိုးရမှာစဆိုတော့အဲ့ဒီဆက်ကွက်ထရနေပြီးတော့၃ဘွက်ကို၃ချက်ရိုက်တင်နဲ့ရွေးထုတ်လိုက်တဲ့အခါ09 73ကို1ဒီကနေ၃ဘွက်ကဒီဆက်ကွက်ထမှာပိုကောင်းပိုဖြစ်နိုင်ခြင်းပိုရှိတယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်တယ်ပေါ့ဒါပေမဲ့ဒါကိုထင်တာကိုမြင်တာဒီမူဒီမူပဲမှန်ပြီးတော့ကိုအမြင်ထင်တိုင်းဒီ၃ဘွက်မဟုတ်ဘူးကျန်တာတွေလည်းဖြစ်ချင်းဖြစ်သွားနိုင်တာပဲဆိုတော့ ကိုယ့်အကိုအဆင်ပြေတယ်လို့တော့ကိုကြိုက်တဲ့အချာဖြစ်နေရှိကနန်းလေးတွေပရိလေးတွေပါညာနေတာမျိုးရွေးချယ်ပြီးတော့ထပ်ပေါင်းထည့်ပြီးတော့မှတုံးခြင်းနဲ့တုံးပြူပါယူဆထားတယ်လို့ဆက်ဖြစ်ပါစေအရွေးကြိုက်မှန်ပြီးတော့ခံကောင်းကြပါစေဆုတောင်းပေးပါရယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးလို့လှုပ်ထားခြင်းနဲ့ဆိုရင်လှုပ်ထားပေးပါကျွန်တော် video လေးတွေကိုလည်းဖြစ်နိုင်မယ်ဆိုရင် VPN လေးခံပြီးတော့ကြည့်ပေးကြပါအလုံးခံကောင်းကြပါစေဆုတောင်းပေးပါရယ်